အခုပြောနေတဲ့ဘုန်းကြီးကိုယ်တိုင်ဟာ74နှစ်ဆိုတာဟာနော်ယသဗျာတောင်းတဲ့77နှစ်ရဒီလေးနှစ်ဆိုတာမသိသေးလို့ကုသကောင်းမှုလုပ်နိုင်တာဖြစ်တယ်အဲအားရနဲ့ဆွေရသွားပြီနော်အယုတ်စင်နေတဲ့ဆွေရသွားတယ်ဟိုကျင်တရားရဲ့တန်ဖို့ခံနေရပြီအပ္ပန်တောင်းမှကိုပြောချင်သလိုပြောလို့မရဘူးပျက်စီးလာတယ် အဲ့တော့ဘဝဆိုတာအကောင်ပိုင်းတွေကရှိပါတယ်။နောက်ပိုင်းမှာအဆိုးပိုင်းအဲ့ဒီအကောင်ပိုင်းတော့မှတောကြနေပကောင်ဖြစ်လိုက်။တောကြပါယောဂဖြစ်လိုက်ညာယောဂဖြစ်လိုက်နေလူဘဝကြီးဟာချမ်းသာတဲ့ဆိုတာလုံးကိုနေပါတယ်။ဒီလိုနေတော့လည်းပဲလူတွေဘာကြောင့်ပျော်နေသလဲဆို။အဆိုးတွေကိုမေ့ထားပြီးတော့အကောင်ကိုမျောပြီးတော့ပျော် ကံသာဖြစ်တယ်နော်ဒီမကောင်းတဲ့လူကလည်းဒီကောင်းမဲ့အချိန်ကိုညော်တယ်အစင်မပြေတဲ့လူကလည်းအစင်ပြေမဲ့အချိန်ကိုညော်နေတယ်အဲ့ဒီညော်လင်းချက်တွေကြောင့်မို့လို့ဘဝမှာရက်နေနေကြတာသို့တော့ဘဝကြီးကတဖြည်းဖြည်းဥမင်းယူရင်းပြည့်ရလာတာဖြစ်တယ်ပေါ့